ဘုံပြင်းကနေကားဝယ်ဖို့အတွက်သွားခေါ်လာ။ဩသူ့လာတာ။ဒီဝယ်ပြီးပြီနောက်ဒီဝယ်မယ်ဆိုခေါ်ချလာ။ရောင်းလာခဲ့။ဒီမှာဝယ်ဝယ်တော့စိတ်လက်ချရတယ်လို့ဟာတော့ဆိုလည်းကောင်းတယ်လို့ဟာဟာခေါ်လာ။အဲ့နဲ့ဒီကားနှစ်စီးကို ကျွန်တော်တို့အစီအမဒီအကုန်နဲ့အမမောင်နှမနှစ်ယောက်ကပေါ့နော်နှစ်စီးတစ်ပြိုင်နဲ့ဝယ်ယူအားပေးွားခြင်းဖြစ်ပါတယ်။ရောင်းတော့ဒီစီး ရန်ကုန်တစီဒီကားလေးကိုကြိုက်ရင်လည်းဒီကားမှာထပ်အားပေးသွားတယ်ကျေးဇူးတင်ပါတယ်မှန်မှန်နေအောင်ဟောနော်ဟောနော်လေးကိုပြောတာကိုရိုးသားသားပြောတာကိုသဘောကျတယ်ဟာကျေးဇူးတင်ပါတယ်လည်းကောင်းတယ်ဟာတိုင်းလေးကိုအပအောင်မပြောရဘူးဒီကဒီအရှိ ရှိရောရှိတိုင်းကိုလေဟိုအရင်ကိုပစ္စည်းကိုညာရင်မှုန်းနေတာဟုတ်ဟုတ်တယ်ဟုတ်တယ်ပြစ်ချက်ရှိပြစ်ချက်ရှိတယ်အမှန်တိုင်းပြောရအောင်နော်ဒဏ်ရာပိုင်းဒဏ်ရာပါတယ်အဲ့ဒါမျိုးပေါ့အတိုက်အဓိကတော့တရားရာဂိုင်းလုံးတောင်းဝင်တယ်တော့အတိုက်ခိုက်တို့ပိုင်ဆိုင်မှုတို့အဲ့ဒါရအကုန်တောင်းဝင်တယ်စကန်ဟိုကစကန်ဆိုစကန်သဘောတဘာဝရှိတဲ့ဟာကိုပြောပြပြီးရောင်းပြီးတာဒီတော်တော်များများကြတော့ဘာလို့ကိုတခုဆိုရင်ကိုရဲ့ကိုကိုပစ္စည်းကိုအရင်မှုန်းအမွေပြရှိနေဝေရပါဗျာတဲ့မှာဟုတ်ဟုတ်မမေဘက်ကအဲ့လောက်ကြီးရှင်းရှင်းလဲဟိုလိုကြီးရှင်းရင်းနဲ့မဝေဘူးဟုတ်ဟုတ် ရွှေရွှေတော့ဝေးမနေဘူးဒါပေမဲ့သူ့ရဲ့ဟာလေးတိုင်းအရှိတိုင်းလေးပဲအရှိတိုင်းလေးပဲဟုတ်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 ရဲ့ကျေးဇူးတရားဝယ်ပြောဒီနေ့နောက်ပြီးဘယ်မှမကြည့်ဘူးဒီမှာပဲကြည့်ဒီမှာပဲချစ်ချစ်ဝယ်နော်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အကြောင်းမသွားတော့ဘူးကြာနော်ဟုတ်တယ်ရောက်ဝယ်ရတယ်ကျေးဇူးတင်ပါတယ်ဟုတ်ဟုတ်ဟုတ်လိုက်ကြည့်လို့ဟုတ်ဟုတ်ဟုတ်အဲ့ဒါသူလည်းဘယ်မှမကြည့်တော့ဟုတ်ဟုတ်ဟုတ်တကယ်စိတ်ချလို့ညနာမှပေါ်တယ်ဟုတ်ကဲ့ဟုတ်ဟုတ်ရိုးသားရိုးရိုးနဲ့ရိုးသားတယ်ပြောဆိုရအဓိကအဓိကရိုးကုန် ဟုတ်တယ်ဟုတ်တယ်ဟုတ်ဟုတ်ဟုတ်ကဲ့ဟုတ်ကျေးဇူးတင်ပါတယ်တကယ်မရောတာဟုတ်ပါဟုတ်လုံးကြီးကြီးရုံကြီးမွာဟုတ်ဟုတ်ဟုတ်ကဲ့ပါဟုတ်ဟုတ်အကြေကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဒါလေးကတော့ကျွန်တော်တို့ကားအကြောင်းကိုကျွန်တော်စီကညီငယ်လေးအားတရားရှင်းပြပေးနေတာဖြစ်ပါတယ်အဲပြီးတော့အမှတ်တရဓာတ်ပုံရိုက်ကြပါတယ်ဘုံပြင်းอ่ะเนาะဒါဘုံပြင်းကနေတစည်းရန်ကုန်ကနေတစည်းเนาะတစည်းနှစ်စည်းတစ်ပြိုင်နဲ့အပ်ပြီးွားတာပါ မမโอเคโอเคเจตุติมาเด้โกยเจตุติมาเด้โอเคเนี่ยเปลี่ยนละแกฮะ